မင်္ဂလာပါရှင်မက်ရှလာ73ရဲ့ကြာသပတေးနေ့ရဲ့တိမပေါ်ရသတင်းကပ္ပါကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရက်30အပြည့်ရဲ့ရီအမေရိကအစိုးပြုချက်ယူကရိန်းလက်ခံတဲ့သတင်းဖြစ်ပါတယ်။ ရုရှားနှင့်စစ်ပွဲကိုရပောင်း30ကြာအပြည့်ခက်ရစေးထားရန်အမေရိကရဲ့အဆိုပြုချက်ကိုကီဗ်ကလက်ခံလိုက်နာမှာဖြစ်တယ်လို့နိုင်ငံဆွေးနွေးပွဲပြီးပူးတွေ့ကြေညာချက်တွင်ဖော်ပြခဲ့ပြီးနောက်အမေရိကဟာယူကရိန်းသို့စစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးအချက်လက်မျှဝေမှုများပြန်ပေးရန်မက်ရှလာ17ရက်နေ့ကသဘောတူညီခဲ့တယ်လို့သိရပါတယ်ယခုအခါအမေရိကဟာရုရှားကိုအပြည့်ရရေးကမ်းလှမ်းသွားမှာဖြစ်ကြောင်းနဲ့မော်စကိုကဆုံးဖြတ်ရမယ့်အလှည့်ဖြစ်ကြောင်းအမေရိကန်နိုင်ငံသား၏ဝင်ကြီးမာကိုရူဘီရိုကပြောကြားခဲ့ပါတယ်။ သမ္မတကအရင်ကတည်းကဒီစစ်ပွဲကိုရက်စီချင်နေတယ်လို့ဒေါ်နယ်ထရန့်ကိုရည်ညွှန်းပြီးမစ္စတာရူဘီတို့ကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရက်ဆိုင်ထားသောယူကရိန်းအတွက်စစ်ရေးအကူအညီများကိုအမေရိကန်ကပြန်ပေးမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ဆော်ဒီအာရေဗျားနိုင်ငံဂျက်ဒါမြူမက်ရှလာ၁၁ရက်ဆွေးနွေးပွဲတွင်ယူကရိန်းကရက်30အဖြစ်ခတ်ရက်စဲရေးအတွက်အမေရိကန်ရဲ့အဆိုပြုချက်ကိုထောက်ခံလိုက်ပြီးရုရှားနဲ့ချက်ချင်းဆွေးနွေးရန်သဘောတူညီခဲ့ပါတယ်။ ယူကရိန်းဘက်ကအပြုသဘောဆောင်သောတုံ့ပြန်ချက်ကြောင့်တမရဒေါ်နယ်ထရန့်ရဲ့အစိုးရဘွဲကစစ်ရေးအကူအညီရပ်ဆိုင်းထားခြင်းကိုချက်ချင်းဖွင့်ပေးလိုက်ပြီးယူကရိန်းပြည်ပကပြီးဆုံးစေရန်အစပြုမှုကိုချက်ချင်းခံမှန်းလို့ရတဲ့အနေအထားဖြစ်လာစေပါတယ်။ ယူကရိန်းကိုပြင်းပြင်းထန်ထန်ဖိအားပေးခြင်းအားအသုံးပြုခဲ့ပြီးမော်စကိုနှင့်ပြန်လည်ဆက်ဆံရန်ဆောင်ရွက်ခြင်းဖြင့်ထရန်ကမဟာမိတ်နိုင်ငံများကိုအံ့အားသင့်စေခြင်းနဲ့အတူယူကရိန်းတာဝန်ရှိသူများဟာလေကြောင်းနှင့်ရေကြောင်းတိုက်ခိုက်မှုများနဲ့ပတ်သက်လို့တစ်စိတ်တစ်ပိုင်းအပြည့်အခက်ရစေးရေးကိုဆောင်ရွက်ရန်နှင့်အဆိုပြုရန်ဆော်ဒီဆွေးနွေးပွဲကိုရောက်ရှိလာခဲ့ပါသည်ထရန်ရဲ့အကြံပေးများကဖိအားပိုးပေးခဲ့ပြီးတလကြာအပြည့်ရဲ့ရည်အတွက်မိမိတို့ရဲ့အဆုပ်ပြုချက်ကိုယူကရိန်းကသဘောတူညီခဲ့တယ်လို့ပြောကြားခဲ့ကြောင်းသိရပါပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ စစ်သေးကြွများဖန်ဆီးထားတဲ့ရထားပေါ်မှာတစားကများကိုကတိရန်ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များကစစ်ဆင်ရေးပြုလုပ်တဲ့တွင်ဖြစ်ပါတယ်။ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များဟာနိုင်ငံအနောက်တောင်ပိုင်းတောင်တန်းဒေသတွင်စစ်သွေးကြွများဖမ်းဆီးထားတဲ့ရထားပေါ်မှတစားကများကိုကတင်ရန်မက်ရှရစနစ်ရကအင်ပြည့်အပြည့်စစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များဟာနှစ်ရက်တွင်းစစ်သွေးကြွများစီးနင်းသိမ်းပတ်ထားတဲ့ရထားတစ်စီးပေါ်မှတစားကန်155ခုကိုကဲထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။ စစ်သေးချာများဟာမက်ရှလာစတီရကပါကစ္စတန်အနောက်တောင်ပိုင်းဘာလူချစ်စတန်ပြည်နယ်ရဲ့ယထာလမ်းမိုင်းတနေရာကိုဘုံခွဲတိုက်ခိုက်ခဲ့ကရထားကိုစီးနှင်းသိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။စစ်သေးချာများဟာ၎င်းတို့ဖမ်းဆီးထားတဲ့အပြစ်မဲ့ယထာခရီးသည်များရဲ့ဘေးတွင်အသေးခံဘုံခွဲသမားများကိုထားရှိခဲ့ကြောင်းလုံခြုံရေးသတင်းရင်းမြစ်များကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ထရန့်ရဲ့အမိနဲ့အညီ NASA ကသိပ္ပံပညာရှင်အကြီးအကဲတအူးနဲ့ဝန်ထမ်းအချို့ကိုယာတုမှထုတ်ပေးတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်များကိုလိုက်နာတဲ့အနေဖြင့်အမေရိကန်အမျိုးသားလေကြောင်းနဲ့အာဂါသအုပ်ချုပ်ရေးအဖွဲ့ NASA က၎င်းရဲ့သိပ္ပံပညာရှင်အကြီးအကဲတအူးနဲ့ဝန်ထမ်းချုပ်ကိုရှာတူးမှထုတ်ပေးကြောင်း Mashla ဆက်တဲ့ကကြေညာခဲ့တယ်လို့သိရပါဗျ။ယခုအချိန်ဝန်ထမ်းအင်အားလျှော့ချမှုတွင်ဝန်ထမ်း23ထုတ်ပေးခံရပြီးနောက်ထပ်ဝန်ထမ်းများကိုလည်းလျှော့ချသွားဦးမယ်လို့ NASA ရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကပြောကြားခဲ့ပါဗျ။ ပထမတော့ဝန်ထမ်းအင်အားလျှော့ချမှုတွင်နာမည်ကြီးရာသီဥတုပညာရှင်ကက်သရင်းကယ်ဗင်ဦးဆောင်တဲ့သိပ္ပံပညာရှင်အကြီးအကဲယုံမှဝန်ထမ်းများကိုလျှော့ချခြင်းဖြစ်ပါတယ်။ကက်သရင်းနဲ့အခြားအမေရိကန်ကိုယ်စားလှယ်များဟာပြီးခဲ့တဲ့လကတရုတ်နိုင်ငံတွင်ပြုလုပ်တဲ့ရာသီဥတုသိပ္ပံအစည်းအဝေးကိုတက်ရောက်ခွင့်တားမြစ်ခံခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။ဆလဘီတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံဘက်ပို့မဲ့စတားလင်ချူရူအကြီးအသေးမျိုးစုံကိုကက်ချန်နပူရီခရိုင်တွင်ဖမ်းမိရတဲ့တင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ပို့မဲ့စတားလင်ချူရူအကြီးအသေးမျိုးစုံကိုကန်ချန်နပိုလီခရိုင်တွင်ဖမ်းမိခဲ့ကြောင်းထိုင်းသတင်းများ၏ဖော်ပြချက်အရသိရပါသည်။မက်ရှလ7ရက်နေ့မနက်စင်နာရီတွင်ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုမှတဆင့်ပို့ဆောင်မဲ့စတားလင်ချူရူဆက်သွယ်ရေးစနစ်အကြီးလေးဆုံးအသေးစားဆယ်ဆုံး ပရင်တာလေးလုံးနဲ့လေအေးပေးဆက်တစ်လုံးတို့ကိုထိုင်းတာဝန်ရှိသူများကဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အဆိုပါပစ္စည်းများတည်ယူလာတဲ့ရှင်မောင်းဖြစ်သူနဲ့ပစ္စည်းတာဝန်ခံကိုဖမ်းဆီးထားကြောင်းနဲ့ထိုင်းနိုင်ငံကချန်နပူရီမှာမြန်မာနိုင်ငံဖျားသုံးစုသူပို့ဆောင်ရန်ဖြစ်ကြောင်းအဲ့ဒီမှာတစဉ်ပြည်တွင်သူဆက်လက်တည်ယူရန်ဖြစ်ကြောင်းထိုင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။အဆိုပါပစ္စည်းများမှာထိုင်းဘက်ငွေတသန်းကျော်တက်မှုရှိကြောင်းမြန်မာနိုင်ငံဘက်ရှိတရုတ်ကစင်နာဂိုင်းတစ်ခုမှမှာယူထားရလို့ထွက်ဆိုခဲ့ကြောင်းသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ကိုရီးယားဆိုတော်ဝီဆန်နေအင်းတွင်တည်ဆုံနေတဲ့တဲ့င်းဖြစ်ပါတယ်။ကိုရီးယားဆိုတော်တရီးဆရာဝီဆန်ကိုဆုံးမြို့ရှိ၎င်းရဲ့နေအင်းတွင်တည်ဆုံနေတာကိုတွေ့ရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကမက်ရှလာဆဲကပြောကြားခဲ့ပါတယ်။ကျောင်းကိုရီးယားသူဆောင်ကင်စီယွန်အသက်24နှစ်ကိုလေဖေဖော်ဝါရီ16ရက်နေ့ကစူးရှိသူ့အိမ်တွင်တည်ဆုံနေသည်ကိုတွေ့ရပြီးနောက်တလမပြည့်မီအတွင်းအသက်43နှစ်အရွယ်ဝီဆန်းသည်လည်းတည်ဆုံနေပါသည် 2022ခုနှစ်တွင်မူးဝေမောင်းနှင်မှုဖြင့်ပြည်မှုကျူးလွန်မှုကြောင့်ကင်ဆေးရုံရဲ့အမှုပညာအသက်မွေးဝမ်းကြောင်းကိုထိခိုက်ခါလုပ်ငန်းများကျဆင်းခဲ့ပါသည်။မိသက်အာဏာပိုင်များဟာဝီဆန်းရဲ့မိခင်ထံမှအကူအညီတောင်းခံမှုကိုလက်ခံရရှိပြီးနောက်ညနေ6:29မိနစ်တွင်သူ့ရဲ့နေအိမ်သို့ရောက်ရှိလာခဲ့ကြပါသည်။သူတို့ရောက်ရှိလာတဲ့အခါဝီဆန်းအမေဟာတတိလိမိမျိုးသားဒီကိုတွေ့ရှိခဲ့ရကြောင်းမိသက်အာနာပိုင်များ၏ပြောကြားချက်အရသိရှိရပါရဲ့ရှင်။